မိတ်ဆွေတို့ရေမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာက New Zealand နိုင်ငံရဲ့စီးပွားရေးပထဝီဝင်နေရာအထူးသဖြင့်နွားမွေးမြူရေးတရစ်စွမ်းရင် နောက်ပြီးဗန်လုပ်ငန်းအကြောင်းတွေလို့ပြောနိုင်ပါတယ်နောက်ဆုံးမှာတော့မြန်မာနိုင်ငံနဲ့အတူနှိုင်းရှင်ဆွေးနွေးကြည့်ချင်ပါတယ် New Zealand ဆိုတဲ့နိုင်ငံဟာအရန်ကြီးမားတဲ့နိုင်ငံမဟုတ်ပါဘူးဒါပေမဲ့ကမ္ဘာပေါ်မှာနှုတ်ထွက်ကုန်တွေအများဆုံးတင်ပို့နိုင်တဲ့နိုင်ငံဖြစ်သွားနိုင်ခဲ့ပါတယ် ဆဆချင်းမှာတော့မလွယ်ခဲ့ပါဘူးအလွန်မင်းရမ်းအေးတဲ့ရာသီဥတုမိုးရွာတာများလွန်းတာကြောင့်ညီယာတို့စိုက်ပျိုးရေးအတွက်တင့်ယော်မနေခဲ့ပါဘူးထို့ကြောင့်အများစုကတဘာဝအလျောက်နွားမွေးမြူရေးကိုလက်ခံလုပ်ကင်ခဲ့ကြတာပါပထမအချိန်တွေမှာတရိษံအစာနဲပါတာဤပညာမလုံလောက်တာကြောင့်ခက်ခဲခဲ့ပေမဲ့သူတို့ကစမ်းသက်စူးစမ်းလက်မလျှော့ပဲဆက်လုပ်ခဲ့တဲ့ဤပညာအစ်စ်တွေကိုတွင်းယူနိုးထွက်ကုန်တွေကိုတင်ပို့နိုင်အောင်ဆက်မှုအစ်စ်တွေတည်ထောင်ခဲ့တယ် ယနေ့အချိန်မှာနယူးဇီလန်ရဲ့နွားမွေးမြူရေးကနိုင်ငံစည်းဝါးရေးမှာအဓိကပေါင်းထောက်ပံ့နေတဲ့လုပ်ငန်းဖြစ်သွားပြီးကမ္ဘာတဝန်းနိုင်ငံပေါင်းများစွာက သူတို့နှုတ်ထွက်ကုန်တွေကိုယုံကြည်သုံးစွဲနေတာကြောင့်နယူးဇီလန်ကတိုင်းပြည်အဆင်မကျဘဲတိုးတက်နိုင်ခဲ့ပါတယ်။တရားစစ်ဆွမ်းအင်တဘာဝအရင်းအမြစ်ကိုအသုံးချခြင်းနောက်ထပ်အထင်ကြီးစရာက ဧည့်စစ်စွမ်းအင်ပါနယူးဇီလန်ဟာကမ္ဘာပေါ်မှာ renewable energy သဘာဝရင်းမြစ်စွမ်းအင်ကိုအများဆုံးအသုံးချနိုင်တဲ့နိုင်ငံတွေကတစ်ခုပါဒီနေ့မှာသူတို့ရဲ့လျှက်စစ်စွမ်းအင် ထုတ်လုပ်မှု80ကျော်ဟာရေအားလျှက်စစ်စွမ်းအင်၊လေစွမ်းအင်နဲ့အပူဓာတ်စွမ်းအင်ကနေလာတာပါ။ဒီလိုနဲ့တဘာဝအရင်းအမြစ်မကုန်သုံးဘဲတဘာဝပတ်ဝန်းကျင်နဲ့အညီတည်တံ့စွာလျှက်စစ်ထုတ်နိုင်တာကြောင့်နိုင်ငံတကာနိုင်ငံအတွက်အနာဂတ်အမြဲတမ်းတည်ငြိမ်တဲ့စွမ်းအင်ရရှိနိုင်ခဲ့တာပါ။ နောက်ထပ်အဓိကကဏ္ဍတစ်ခုကဗန်လုပ်ငန်းဖြစ်ပါတယ်။ New Zealand ရဲ့ဗန်စနစ်ကအလွန်ကျက်မှတ်ပြီးတိကျမှန်ကန်မှုအပြည့်ဖြစ်တာကြောင့်နိုင်ငံအတွင်းအပြင် လုပ်ငန်းတွေဟာယုံကြည်စွာအဆက်အသွယ်တွေထိန်းသိမ်းနိုင်ခဲ့တယ်။ငွေကြေးစနစ်တိကျမှန်ကန်မှ စီးပွားရေးကြီးပွားတိုးတက်နိုင်မယ်ဆိုတာကို သူတို့ကသက်သေပြထားပါတယ်။အခုတော့မြန်မာနိုင်ငံနဲ့နှိုင်းရှင်ကြည့်ရအောင်။ ကျွန်တော်တို့မှာသဘာဝအရင်းမြစ်မရှိဘူးလို့မပြောနိုင်ပါဘူး။မြေစီတည်ရန်တက်တော်ရေသဘာဝတန်းွေရေနဲ့အစရှိတာတွေအများကြီးရှိပါတယ်။ဒါပေမဲ့အခက်ခဲက စနစ်တကျစီမံခန့်ခွဲမှုမရှိတာစီမင်းစနစ်မကောင်းတာကြောင့်အရင်းမြစ်တွေတိုးတက်အောင်အသုံးမချနိုင်ပဲအလဟတ်တသုံးနေရဆိုတာပါ။ New Zealand လိုပဲအခက်ခဲတွေကိုအကြံဉာဏ်နဲ့အဆက်မပြတ်စူးစမ်းနိုင်ခဲ့ရင်မြန်မာနိုင်ငံမှာလည်းစီးပွားရေးအောင်မြင်မှုတွေထွက်ပေါ်နိုင်မယ်ဆိုတာသက်သေပြနိုင်ပါတယ် ကဲမိတ်ဆွေတို့ရေ New Zealand ကစတင်ချိန်မှာတဘာဝအရင်မြင့်နည်းနည်းနဲ့ပဲစတင်ခဲ့တာဒါပေမဲ့စ조사လိုစိတ်စနစ်တကျလုံနိုင်စွမ်းစီးနှင်းစနစ်ထိမ့်သိမ်းမှုတွေကြောင့်ကဘာအဆင့်ကိုရောက်နိုင်ခဲ့ပါတယ်မြန်မာနိုင်ငံမှာလည်းအဲ့ဒီလိုဖြစ်နိုင်ပါသေးတယ်။အဓိကကတော့ကျွန်တော်တို့တယောက်ချင်းစီလက်မလျှော့ပဲကိုပညာရဲ့နဲ့အလုတ်ကင်ထဲမှာတိကျမှန်ကန်အောင်စ조사တက်ကြဖို့ပဲ။ဒီနေ့မှာမြန်မာနိုင်ငံကိုလည်းကဘာကစန္ဒမူနာယူရမယ့်အတိုင်းပြည်အဖြစ် 你也没苏扰过，用几家呀、哦？啊！